မင်္ဂလာပါကျွန်တော်အောင်ပြည်သစ်ပါဆရာမင်းတင်ရေးသားတဲ့မင်းတင်ရဲ့တခိုင်အပိုင်း50ခုကိုဆက်လက်ပြီးဖတ်ပြပေးပါမယ်ခင်ဗျာနားဆင်ကြည့်ကြပါဦးကြားဖြစ်ပြီးရည်စရာပြောအောင်မယ်ဗျရန်ကုန်ဆွဲတော်ပိတ်ပွဲကိုမတန်းတိကျရယူဖို့မန္တလေးပြည်အောင်မှုဘုံမူကြီးတန်ထွန်းလဲဘုံမူကြီးဆန်လင်းတဲ့သူပါလာသေးတယ်ဗျတသိန်းစီမံကိန်းကကုသိန်းထွန်းလဲရန်ကုန်ရောက်နေလေတော့ မင်းမင်းထွန်းကသူ့အိမ်မှာမင်းမောင်စုံကြီးထမင်းဖိတ်ကျွေးခြင်းလှပါကြီးရဲ့လှုပ်တာကြောင့်သူ့အိမ်ကိုတွားရတဲ့နေ့ကပေါ့ကျွေးမဲ့အိမ်ကချက်တာပြုတ်တာမပြီးခင်ဖိတ်ကြထားတဲ့စားသုံးသူဧည့်သည်တော်တွေကကျိုးရောက်နေကြဗျာချက်ပြုတ်မပြီးသေးဘူးဆိုတော့အားလုံးမျက်နှာပူပူနဲ့တိခံပြီးထိုင်းဆောင်နေကြတာပေါ့ဗျာတနားကြီးကျော်တော့ထိုင်းဆောင်နေပြီးရောထမင်းရောဟင်းမျိုးစုံမှာဇပွဲဟူရောက်လာပြီးဝင်းရောက်သုံးဆောင်ကြဖို့အလူရှင်မင်းမင်းထွန်းက ကြွားပါကြွားပါလို့လေခေါ်လိုက်ရောမင်းမင်းထွန်းရဲ့ငါးနှစ်သားအရွယ်ရွှေကိုရိုလေးဟာယုတ်ရက်အတံပြဲကြီးနဲ့ငါဝူးမာတာတွေငါစားဖို့ချက်ပြုတ်ထားတဲ့ဟင်းတွေဝင်းစားနေကြပြီဆိုပြီးထောက်အောင်လိုက်တာဘယ်သူမှထမင်းဟင်းတွေကိုမနှက်ရဲလောင်ဖြစ်ကုန်ကြရောဗျာပထမတော့ကျွန်တော်လဲမင်းမင်းထွန်းသားလေးစိုးလိုက်တာလို့ထင်မိပေမဲ့နောက်ပိုင်းတီချာပြန်စဉ်းစားကြည့်တော့ဆဲတာကလွေးရင်ကျန်တာအမှန်တရားပဲဗျာဂလိဆိုတော့ သူ့ရင်ထဲမချစ်တင်ခဲ့ဖြစ်ရတယ်ထင်ပါရဲ့ရန်ကုန်ဆွေတော်ပိတ်ပွဲမှာဘုံမကြီးဆန်လင်းကိုလိုက်ပြီးကူညီခဲ့တာအချိအနှီးတော့မဖြစ်ဘူးယူသူ့ကိုလိုက်ကူညီပြီးမန္တလေးကိုပြန်ရောက်လို့မှမကြခင်မူဆလင်အထီကရုံးတစ်ခုကြားထဲမှာညက်ပြီးကံကောင်းလို့ထောင်းမကြနဲ့ဘုံမကြီးဆန်လင်းကယ်ပြီလို့သာပေါ့ဗျာဖြစ်ပုံကဒီလိုဗျာကျွန်တော်ရဲ့ကျွန်တော်တပည့်ကျော်ရဲ့ဖြစ်တဲ့လှဆူအောင်နဲ့ကြော်ဤရဲ့၃ယောက်သားမန္တလေးမြို့ရဲ့ကို ညဘက်ကြီး9နာရီဝန်းကျင်လောက်မှာရှောက်လေနေတော့84လမ်းအပေါ်35လမ်းနဲ့36လမ်းကြားလေရောက်ရောလူတွေစုယုံစုယုံဖြစ်နေတာကိုတွေ့တာနဲ့ထုံးစံအတိုင်းဝင်းပြီးဆက်စုကြရောပေါ့ဗျာပြဿနာကဘယ်ရဘလူစဖြစ်တယ်တော့မပြောတတ်ဘူးဗျာကျွန်တော်တို့လည်းလူအုပ်ကြီးနားလေရောက်သွားရောလူအုပ်ကြီးဟာအဲ့ဒီလမ်းလေးကဈေးဆိုင်ခန်းတွေကိုရချိုးဖြစ်စီနေကြတော့တာပဲဗျာလက်ဆက်သက်တော့မူဆလင်တွေပိုင်တဲ့ဆိုင်ခန်းတွေကိုရချိုးဖြစ်စီလိုက်တာမှာ မော်တော်ဆိုင်ကယ်တွေစပိန်တွေပလတ်စတစ်လိတ်တွေပိတ်လိတ်တွေအားလုံးလိုလိုအဖိုးတန်ပစ္စည်းတွေကြီးပဲဗျာဈေးဆိုင်ကန်တွေကပန်ရှင်မူဆလင်တွေကိုရိုက်တာနှက်တာတော့မတွေ့ရဘူးဗျာကြည့်ရတာအခြေအနေကျူရင်ရိတ်စားမိပြီးခဆောဆောကလေးကရှောင်းသွားကြဘူးမယ်ကျွန်တော်တို့လည်းကြည်ကောင်းကောင်းနဲ့ရှောက်ကြည့်နေလိုက်တာပွဲကကြမ်းတဲ့ကြမ်းလာပြီးဆိုင်ကန်တွေကိုမိရှုမဲ့ပါ냐ဖြစ်လာပါလိမ့်ရောဗျာကျွန်တော်စိတ်ချင်းအဲ့ဒီရုံရင်ဆံကက်ဖြစ်နေတာ နှစ်နာရီဝန်းကျင်လောက်အကြာမှာအဲ့ဒီဧရိယာရဲ့အရှိအနောက်တောင်မြောက်ကိုစစ်ကားတွေရောက်လာပြီးပိတ်ဆို့ထားလိုက်ပါလေရောဗျာမန္တလေးမြို့မှာလမ်းတွေဖောက်ထားပုံကအရှိအနောက်တောင်မြောက်ဖြောင်းဖြောင်းကြီးတွေဖောက်ထားလေတော့အရေးအကြောင်းဖြစ်လာရင်လိဘက်လေးတန်းကပိတ်ဆို့ဖမ်းဆီးလို့အင်မတန်လွဲတာကလားအထီးကယုံထဲမှာတပြောတပါးဝင်ပြီးဆင်နွှဲနေကြတဲ့မန္တလေးသားများကတော့ခွေရင်ကြဝင်ဒီရင်ကြဝင်ခွေမိုတက်ဒီမိုတက်လှုပ်လိုက်ကြတာ အားလုံးလူလူကြက်ပြောက်ငှက်ပြောက်ပျောက်ကုန်ကြမှာရန်ကုန်သားလူတွေတုံယောက်ကလမ်းကြားလေးတစ်ခုထဲမှာပြိမိနေပါရောဗျာပြီးပဝင်ညမှာရှိရှိသမျှအိမ်ကြီးကလည်းတကားတွေပိတ်မိတွေပိတ်ဖြစ်ကုန်ကြတာကြောင့်အကူစရာရှားမရတော့ပဲစစ်သားတွေရှိတဲ့နေရာစီကိုချောင်းချောင်းကြည့်ရင်လွတ်လန်းရှားနေလိုက်တာည7နာရီထူးကန်နေလာတော့စစ်သားတွေတလန်းဝင်တလန်းထွက်ရှင်းလင်းတော့မဲ့အခြေအနေရောက်လာရောဗျာတိရဘောဗျာစစ်ဘူကအတန်ကျကြီးနဲ့အမိန်ပေးနေတာ အတိုင်းသာကြားနေရတာကလားကြားနေရတဲ့အတန်တွေထဲမှာလမ်းဘေးမှာတွေ့တွေ့ကြများလူတွေကိုကားဘုတ်ကိုအတင်းဆွဲတင်နေတဲ့အတန်တွေလဲပါသေးဗျာဒါနဲ့ကျွန်တော်လဲဒီတိုင်းနေလို့မဖြစ်ချေဘူးဆိုပြီးအကောင်းဆုံးဖြစ်မဲ့နီးလမ်းကိုရွေးလိုက်ရပါတော့တယ်အဲ့ဒီနီးကတော့လမ်းကြားလေးတွေကနေသုံးယောက်သားလမ်းမကြီးအလေကောင်တိတ်တဲ့ကိုကူးသွားပြီးစစ်ကားတွေစစ်သားတွေရှိရကိုခက်တီတီရှောက်သွားလိုက်တာပါဗျာဟုတ်တယ်လေ ကျွန်တော်တို့ဒီရုံရင်းစံကတ်မှုမှာလုံးလုံးမပတ်သက်တဲ့ဧည့်သည်တွေပဲသူတို့ကိုမျက်နှာချင်းဆိုင်တွေ့ပြီး ဖြည့်ရှင်းလိုက်တာအကောင်းဆုံးပဲမဟုတ် လားတို့ကြလမ်းကြားတဲ့လာဖတ်မှာအပြစ်ရှိလို့ပုန်းနေပါတယ်ဆိုပြီးရှင်းရခက်မယ်လीကျွန်တော်တို့သုံးယောက်လမ်းလေကောင်လေးရောက်ရောစစ်သားတစ်ယောက်ကမရင်နဲ့ကင်တုတ်ပြီးမြစ်တာပူတန်ကြားလိုက်ရတော့တာပဲဗျာဟဲ့ကောင်တွေအကုန်လက်မြောက်ထားစမ်းဆိုတာလေပါသေးဗျာကျွန်တော်ကလက်မြောက်เสียအကြောင်းမှမရှိတာ ပုံမှန်အတိုင်းသူတို့ရှိရာဆက်လျှောက်နေလိုက်တော့ငါယိုးချင်းမိုးမုံအောင်ဆဲတဲ့နေထွက်လာတဲ့အပြင်ဘူကြီးတယောက်ကကျွန်တော်တို့ရှိရာကိုပြေးလာနေရင်အဲ့ဒီကောင်တွေအကုန်ဖမ်းကွာအကုန်ကားပေါ်တင်ကွာလို့အမိန်ပေးပါလေရောကျွန်တော်တို့လည်းဘာမှတော့ရှင်းမပြနိုင်ခင်စစ်ကားပေါ်ဆွဲတင်ခံရမယ်စစ်စစ်မှာစစ်ကားနားကလမ်းပေးမှာငုတ်တုတ်ထိုင်းနေတဲ့လူတယောက်စီကအတန်ထွက်လာစီဗျာဟဲ့လူကုသခိုင်ခမရဘယ်လျှောက်သွားနေတာတော့မြားဒီမှာပြဿနာဖြစ်နေရခမရမသိဘူးလားတဲ့ ဒါနဲ့ကျွန်တော်လည်းအတန်လာရကိုတရားကြည့်လိုက်တော့အမလီမောင်မင်းကြီးသားဘူးမကြီးဆန်လင်းပါလားဗျာဒါနဲ့ကျွန်တော်လည်းဝမ်းသာအရာထမင်းထွက်ဆိုင်ရင်လက်မပိတ်မိနေလို့ဗျာလို့ပြောလိုက်တော့မှသူ့အရာရှိတယောက်ကိုကျွန်တော်တို့တဲတဲ့ခေါ်တဲ့အထိလိုက်ပို့ခိုင်းတယ်ဗျာနောက်ပိုင်းမှာသိရတာကအဲ့ဒီညာကဖမ်းမိပြန်မောင်တွေကိုအစစ်အစစ်မရှိထောင်ထံသုံးနေစီချင်းမြင်နေဆိုပဲတသိန်းကောက်မှုနဲ့စောစောစီစီထောင်ချခင်းကြုံတော့မလို့ ကန်တီလို့ဆိုရတော့ဗျာကျွန်တော်တို့အကောင့်ထဲပေါ်တာကိုတသိန်းမယ်တော့ကြီးကပဲမကြိုက်လေရောသလားမပြောတတ်တော့ပါဘူးဗျာစီမံကိန်းစပြီးနှစ်လကျော်လောက်လေကြာရောမြမတနိုင်ငံလုံးသာမကအာရှတိုက်တစ်ခုလုံးစီးပွားပြက်ကက်ဖြစ်တော့မယ့်အရေးအယောင်တွေပေါ်လာတော့တာပဲဗျာအဲ့ဒီစီးပွားပြက်ကက်ကြီးကိုတီချွင်ဖန်တီးလိုက်သူကတော့အမေရိကန်တထေးကြီးဂျော့ဆိုယိုလို့ကမွန်းတက်ကြတယ်ဗျာစီးပွားပြက်ကက်ဖြစ်ပုံကအင်မီအယောင်းဝင်စီးကွက်လုံးဝပြတ်သွားတာပေါ့ဗျာ ျော့ဆူရုပ်လောက်တော့ဟုတ်မဟုတ်မပြောတတ်ပေမဲ့ကျွန်တော်ကိုယ်တိုင်သိလိုက်တာကအဲ့ဒီစီပွားရေးပြက်ကက်မဖြစ်ခင်မြမပြီးအိမ်ကြီးအယောင်းဝယ်ဈေးကွက်မှာတော်တော်အလုပ်ဖြစ်လိုက်ကြတာဆိုတာပဲဗျာဟုတ်တယ်တောင်တကူမြောက်တကူလိုနေရာမျိုးတွေကအစာဦးမစောက်သေးတဲ့မြေကွက်တွေတော်တော်ကိုအယောင်းဝယ်ဖြစ်တာဗျာမြေတဝက်ကိုစေသိမ်းဝင်ကျင်တဲ့ဒီကနေ့ဝယ်ထားပြီးနောက်နေ့ပြန်ရောက်ရင်ငါးကောင်တသိမ့်အထိမြက်ကြတယ်ဗျာရောင်းရဝယ်ရတာလဲလွယ်သလားမမိနဲ့ ဝယ်ရရောင်းတဲ့သူအလုံးအယက်ခရီးစာချုပ်တွေလှုပ်လိုက်ကြမြေကရန်ကိုလဲလွဲလိုက်ကြနဲ့တကယ်ကိုပွဲတော်ကြီးကိုဖြစ်လို့ပေါ့မကြပါဘူးယာ၆လဝင်းကျင်လည်းရှိရောနေချင်းညာချင်းရုပ်တရက်ဝယ်သူမရှိတော့တဲ့အခြေအနေစိုက်သွားတော့တာပဲမြေခွက်တွေရောင်းဝယ်ဖြစ်တယ်လို့တိုက်ခန့်အင်ကန်းတွေလည်းထုံနီး၎င်းပွဲကောင်းပြီးအလားတူပွဲသိညာဟောပေါ့ဗျာကျွန်တော်ညံမီတလို့စဉ်းစားကြည့်တော့ငွေကြေးအမြောင်များတက်နိုင်သူတူဦးတစ်ဖွဲ့က ဒီလူဈေးကွက်တစ်ခုအယောင်ဝယ်ဖြစ်လာအောင်အယောင်ပြဖန်တီးပြီးအလံရှုလောက်တာမျိုးဖြစ်နိုင်တယ်ဗျာအဲ့ဒီအခြေအနေကိုနားမလဲတဲ့ပြည်တွင်းကငွေရှင်ကြီးရှင်အပါဝင်လက်ထဲမှာငွေလေးကြီးလေးစုမိစောင်းမိတဲ့သူတွေကမြေကွက်တွေအတင်းနင်းငံလိုက်ဝင်နေကြတဲ့အခါမူလဈေးကွက်ဖန်တီးသူကအသာကလေးနောက်ဆုံနေလိုက်တော့လက်ထဲကငွေတွေအစားမြေကွက်တွေဈေးကြီးမိပြီးကြံခဲ့တော့တာပဲဗျာတိကျစဉ်းစားကြည့်ရင်ရွေးလိုက်တဲ့အကွက်ကရိုးရိုးရှင်းရှင်းပါပဲ။ ကျွန်တော်ကြားသလောက်ဒီမြေကွက်စီးဝါပြက်ကဟာထိုင်းနိုင်ငံမှာလည်းအတော်စူးစူးဝါခံလိုက်ရရဲဆိုရယ်တချို့ထိုင်းအိမ်ကြီးဈေးကွက်တထေးတွေဆိုစီးဝါပြက်ကကိုမခံနိုင်ကြလို့ဒီဝါလီခံတဲ့သူတွေတူးနေသေးရှိတယ်လို့ကုကုကူတေချောင်းကြံသွားကြတာတောင်တော်တော်များဆိုရယ်တိတိကျကျပြောရရင်အဲ့ဒီစီးဝါပြက်ကဟာ1998ခုနှစ်မှာဖြစ်ခဲ့တာဗျဒါပေမဲ့မြန်မာပြည်မှာ1996ခုနှစ်ကိုမိုင်းလောက်မှာ အခြေအနေပြစ်ဆပြုတ်လာတာကိုသတိထားကြည့်ရင်သိနိုင်မယ်ဗျာအထူးသဖြင့်ကျွန်တော်တို့တာဝန်ယူတည်ဆောက်နေတဲ့တသိန်းအိမ်ရာစီမံကိန်းမှာမြေကွက်ကိုဝယ်သူမရှိတဲ့အခြေအနေရောက်လာတယ်။ဩစီမံကိန်းတစ်ခုကိုတာဝန်ယူတည်ဆောက်တယ်ဆိုတာလေလုပ်ငန်းအစားဆုံးဘယ်သူမှငွေအကုန်စိုက်ထုတ်ပြီးမရင်းနှီးညံ့ရဘူးလေမြေကွက်ဖော်တာအုပ်မြေလုပ်ငန်းစတာလောက်အတွက်သာငွေရင်းနှီးညံ့ရတာကလားအဲ့ဒီလုပ်ငန်းကြီးပြီးတာနဲ့ ကို့အတွက်ရမယ့်မြေခွက်တွေကိုကျူတင်ရောင်းဝယ်လုပ်ပြီးလုပ်ငန်းပြည့်တက်အောင်လိုချတာပါပဲဒါကလည်းကျွန်တော်တို့တစ်ဖွဲ့တည်းမဟုတ်ပါဘူးတနိုင်ငံလုံးက contract မှန်သမျှဒီအတန်းကြီးပါပဲကျွန်တော်တို့အတွက်ရတဲ့မြေခွက်တွေကိုကျူရောင်းလို့လည်းမရရောအဲ့ဒီစီမံကိန်းလဲအုပ်မြင့်လုပ်ငန်းအစ်စ်မာတင်ထိုးရက်သွားရောပေါ့ဗျာမမရရအဲ့ဒီစီမံကိန်းထိုးရက်သွားတာ1996ခုနှစ်နိုဝင်ဘာလပဲဗျာအဲ့ဒီလိုပြဿနာမျိုးမန္တလေးမှာစဖြစ်နေပြီမဲ့ တနင်္ဂနွေလုံးအနေနဲ့တော့မသိတာတာသေးဘူးဗျာမြေကွက်ရောင်းဝယ်အေးတယ်အလုပ်ဖြစ်တာနေတယ်ဆိုတာတော့သတိပြုမိသေးတဲ့အချိန်ပေါ့ကိုကြီးတွေးတယ်လို့မထင်လိုက်ပါနဲ့ဗျာမန္တလေးကအခြေအနေကိုကြည့်ပြီးဒီအရေးလက္ခဏာဟာဒရန်ပြည်လုံးကိုအနည်းနဲ့မြန်ကူးဆက်တောက်လောင်တော့မယ်ဆိုတာကိုကျွန်တော်သုံးလကျော်လောက်ကြိုတင်ခံမှန်းမိတယ်ဗျာဒါနဲ့ကျွန်တော်လို့ဖို့ဂိုင်ဘက်တွေကိုဒါစီးပွားပြက်ကက်တစ်ခုရဲ့ရိတ်လက္ခဏာပဲတက်နိုင်တဲ့ဘက်ကကြိုတင်ပြင်ဆင်မှုတွေလုပ်ကြဖို့ ကျွန်တော်ကသတိပြီးတော့သူတို့ကကျွန်တော်ကိုအယူတယောက်လို့ပြန်ကြည့်ကြတာပေါ့ဗျာဒါကိုအများကတာမန်ဖြစ်ဦးဖြစ်စဉ်လို့သုံးသပ်ကြပြီမယ်ကျွန်တော်ကတော့ထူးခြားဖြစ်စဉ်လို့ခံစားရတယ်ဗျာအင်းအဲ့ဒီအချိန်မှာကျွန်တော်ကိုလူငါတတ်တဲ့ဒေါ်ဆက်ကြီးဆိုတာစတ်တွေ့တာပါပဲကျွန်တော်နဲ့တော့တိုက်ရိုက်တီးကျွမ်းတာမဟုတ်ပါဘူးရေကြီးဦးကိုသိန်းထွန်းကတစင်စနေမောင်မောင်တို့နဲ့အဖွဲ့ကြရာကနေကျွန်တော်နဲ့တိလာတာပါပဲသူကအသက်90လောက်ရှိပါပြီ။ မစွန်စားတိလို့ဆိုပါတယ်လုပ်ငန်းစာချုပ်တွေချုပ်ရကမှတ်ပုံတွေနဲ့မှတွေ့မိတာကတော့သူ့အဖေနာမည်ကဦးစိန်မော်တဲ့သူနေတဲ့လိပ်စာက39လမ်းနဲ့80 81လမ်းကြတယ်ဗျာအသက်50ဝန်းကျင်ရွယ်သူ့ဘုံကဖြူဖြူနုနုပါပဲသူကရှိတဲ့ယောက်ျားကြီးကိုမင်းမျိုးဘက်ကချန်တချန်မှပို့ထားပြီးသူကဘာသာရေးလုပ်သူလို့လို့ဘာလို့လို့နဲ့ယောဂီထမင်းအမြဲဝိလိရှိတယ်ပုံစံကြည့်ရတာတော့ ရက်ဆက်ကျဉ်းကျုံမယ်လို့တစ်ချက်မှထင်စရာမရှိဘူးဗျာစီမံကိန်းအစပိုင်းမှာဒေါ်ဆက်ကြီးနဲ့ကျွန်တော်ဘာမှပတ်သက်ခဲ့တာမဟုတ်လို့တော့သူ့အကြောင်းကိုနောက်မှပြောကြတာပေါ့အခုဆက်ပြောနေရင်စကားလမ်းကြောင်းလွဲကုန်ပါလိမ့်မယ်ကျွန်တော်လည်းထိုးရက်သွားတဲ့စီမံကိန်းကိုပြန်ပြီးအဖက်ဆင်နေအောင်နီးလမ်းမျိုးစုံရှာဖွေကြံစပါတော့တယ်ဟုတ်ပါတယ်စီမံကိန်းဟာအချိန်ဇယားတစ်ခုနဲ့ပြည့်စည်ရမယ့်လုပ်ငန်းအဆင့်ဆင့်ကိုသတ်မှတ်ထားပြရပါအချိန်ဇယားအတိုင်းမဝင်ရင် ပြည်ထနာမျိုးစုံတက်လာနိုင်ပါလေ။မန္တလေးစီမံတရားရေးကုမ္ပဏီကတာဝန်ရှိပုဂ္ဂိုလ်တွေကလည်းအမိန်ပေးတဲ့တာကလွယ်လို့အခြေအနေကိုမမှန်ကန်ကန်အကဲခက်တာမဟုတ်လို့တတ်မှတ်လုပ်ငန်းကိုတတ်မှတ်ရဲ့အမိပြည့်စည်အောင်အမိန့်စာတွေနိုင်ငံထုတ်ထုတ်တာပေါ့ဗျာ။မန္တလေးစီမံတရားကအမိန့်ထုတ်လိုက်ကျွန်တော်တို့ကအခက်ခဲကိုရှင်းပြပြီးအတနာခံလိုက်။၃ချိန်လောက်လည်းလုပ်ပြီးရောမန္တလေးစီမံတရားရေးကုမ္ပဏီဟာကျွန်တော်တို့ငွေရင်းနှီးနဲ့စိုက်ထုတ်ဆောင်ရွက်နေတဲ့ တသိန်းစီမံကိန်းကိုတင်းယူလိုက်ပြီဆိုတဲ့အကြောင်းအမိစာထွက်လာပါလေရောဗျာအင်းရန်ကုန်မှာအစမပြေလို့မန္တလေးကိုလာမိပါလေစီဘူးဦးတဲ့ကနေမိဘုံနဲ့ခုံချမိတယ်လို့ဖြစ်တော့တာပေါ့ဗျာလုပ်ငန်းလည်းအစမပြေဖြစ်ရောငွေတပြားမှမဆိုင်ထားတဲ့စနေမောင်မောင်တို့မင်းမင်းထွန်းတို့ကလည်းကိုပြောက်တဲ့ကြင်ကုန်ကြတာပေါ့ဗျာခက်တာကကျွန်တော်ကလူအားရောငွေအားပါစိုက်ထုတ်ထားလို့အဆုံးခံလိုက်လို့ပဲဖြစ်ပါမလဲ ဒါအပြင်တချို့ဆောက်လို့ရပစ္စည်းတွေအကြီးဝယ်ထားမိလို့ကျွေးဘူးတွေကတစ်ဖက်ပေါ့ဗျာ။ဘာပဲဖြစ်ဖြစ်ကျွန်တော်ဟာဘယ်ပြဿနာမျိုးကိုမဆိုလွယ်လွယ်နဲ့လက်မလျှော့ရတဲ့အကျင့်ရှိတယ်။ပြဿနာဖြေရှင်းနိုင်မဲ့နည်းလမ်းကိုစီလိုပေါက်ရှာရတဲ့အကျင့်ရှိတယ်ဆိုတော့ဒီတော့ကျွန်တော်လည်းကြံရမရတဲ့အဆုံးဖြစ်လာလက်တန်းသောစီးပွားပြက်ကက်နဲ့ပတ်သက်လို့နိုင်ငံတော်အစိုးရအနေနဲ့ကူညီကူစားပေးတဲ့နယ်ဆိုတဲ့အကြောင်းစာရှည်ကြီးတစ်စောင်ရေးပြီး ဗိုလ်ချုပ်မူကြီးတန်းရွှေအပါဝင်နိုင်ငံတော်အကြီးအကဲအားလုံးဝင်ကြီးအားလုံးစီကိုလိမ့်မှုပြီးပို့ချလိုက်ရောဆိုပါတော့ဗျာအမှန်တော့ရွေးစရာလမ်းမရှိတော့လို့ကျွန်တော်ရမ်းလိုက်တာဗျာကံမကောင်းအကြောင်းမလာရင်နှိမ့်ကံတမ်းမရှိထောင်နှံဆန်သွားနိုင်တယ်ကျွန်တော်ကတာမန်တနာခံစာရေးုံနေမဟုတ်ဘူးနိုင်ငံတစ်ခုမှာပုဂ္ဂလိကလုပ်ငန်းရှင်တွေကုမ္ပဏီတွေအကြက်တဲကျုံနေတဲ့အခါနိုင်ငံတော်အစိုးရအနေနဲ့ဘယ်လိုပဲပုံကူညီပံ့ပိုးတင်နေဆိုတာကို အမေရိကန်တန်ယုံပြန်ကြားရေးဌာနကထုတ်တယ်။အယာကိုကားဆိုတဲ့ Chrysler ကားကုမ္ပဏီအကြီးအကဲရဲ့အထုပ်ပတိစာအုပ်ကြီးကိုပါစာတစောင်ချင်းစီမှာပူးတွဲပေးလိုက်တာဗျာ။ဘာလို့ကူညီတဲ့လဲဆိုတော့ကုမ္ပဏီတွေဒီဝါလီခံရင်အဲ့ဒီကုမ္ပဏီမှာရှိတဲ့လူသမားတွေအလုလက်မဲ့ဖြစ်ကုန်မယ်။နောက်တစ်ခါစင်ကဲစင်ကဲဈေးွက်ပြည့်ရကနေတနင်္ဂနွေလုံးရဲ့စီးပွားရေးစနစ်ကြီးတစ်ခုလုံးကိုထိခိုက်နိုင်လို့ပေါ့ဗျာ။နိုင်ငံတော်အကြီးအကဲအလုံးစီကိုစာရဆောင်စီပူတဲ့ပူမှမို့ အရာကူကစာအုပ်အုပ်ကြီး30လောက်ရဖို့လမ်း30တဝိုက်မှာရှာလိုက်ရတာဗျာကျွန်တော်ရေးတင်လိုက်တဲ့စာဟာရုပ်ရှင်ပဲအဲ့ဒီခင်မှာတော့အစိုးရအဖွဲ့အတွက်တော်တော်ထူးဆန်းနေရဇူရပါလိမ့်မယ်ကျွန်တော်ရေးထားတဲ့အကြောင်းတွေထဲမှာကျွန်တော်ဟာမန္တလေးတသိရင်စီမံကိန်းကိုတာဝန်ယူဆောင်ရွက်နေတယ်မမျှော်လင့်ပဲညီကွတ်ရောင်းဝယ်မရှိတော့တာကြောင့်အခက်အခဲကြုံနေဒီအခက်အခဲဟာကျွန်တော်တယောက်တည်းဖြစ်ပေါ်နေရမဟုတ်ဘဲ မကြခင်တနိုင်ငံလုံးကိုကူးဆက်လာမယ်။ဒါကြောင့်နိုင်ငံတော်အစိုးရအနေနဲ့ကျွန်တော်အကြက်တဲကိုကူညီသင့်တယ်။ထို့အတူမကြခင်အကြက်တဲဖြစ်လာမယ်ပုဂ္ဂလိကကုမ္ပဏီတွေကိုလည်းကူညီဖို့အစဉ်အဆက်ရှိနေသင့်တယ်ပေါ့ဗျာ။ဩအစိုးရအဖွဲ့ဝင်ဝန်ကြီးတွေကိုအဲ့ဒီစာအုပ်တို့လုံးထိုင်းဖက်ခိုင်းလို့တော့ဘယ်ရမလဲဗျာ။အဲ့ဒီစာအုပ်ထဲကကျွန်တော်ညီညွတ်လို့တဲ့အခန်းတွေကိုအမှန်အသားပြပြီးဖတ်ဖို့ညွှန်ရတာပေါ့။ကျွန်တော်ညွှန်လိုက်တဲ့အခန်းတွေက အခန်းဆက်လေးနိနေသောလီဘိုဝဲအခန်းဆက်ခွန်အစိုးရထံချင်းကက်ခြင်းအခန်းဆက်ရှိခရိုင်စလာအားကေတင်သိမ့်ပါတယ်လို့အခန်းဆက်ကူကွန်ကရစ်တွင်အစ်စ်ခံခြင်းအခန်း20အညီမြစွန့်လွတ်ကြ အခန်း21ဗန်မြမငွေချီခြင်းဆိုတဲ့အခန်းနေပေါ့ဗျာအင်းကျွန်တော်အခုမှတေချာပြန်စဉ်းစားကြည့်မိတော့ကျွန်တော်ပြုစုပြီးတင်လိုက်တဲ့စာတန်းဟာ မြန်မာနိုင်ငံအုပ်ချုပ်သူတွေရဲ့လက်ရှိအခြေအနေနဲ့နည်းနည်းတော့အလန့်ဝိနေသလိုပဲဗျာတကယ်တော့ကျွန်တော်စားတဲ့စိတ်ဝင်စားဖို့ကောင်းတာကအဲ့ဒီစားနေတူပူတွဲပြီးပို့လိုက်တယ်အာရကိုကအကြောင်းများသူအကြောင်းခမည်းတိသွားရင် တကယ်ကိုလီစာအကြသွားနိုင်တော့တယ်ကျွန်တော်တော့အာရကိုကဟူလီစာအကြသူစင်းနေမှာထိတ်ဆုံးကထဲ့တာလေသူအကြောင်းတေချာစိစိငါသိရင်တော့မြန်မာနိုင်ငံမှာရုံးဆိုင်တဲ့အမေရိကန်နိုင်ငံပြန်ကြားရေးဌာနကနေ 1989ခုနှစ်မှာထုတ်တဲ့အာရကိုကာဤကိုယ်မတန်းဆိုတဲ့စာအုပ်ကိုရှားဖတ်ပြီးတော့ဗျာမူရင်းရေးသူကအဲအာရကိုကာနဲ့ဝီလီယံနိုပဲမြမဘာသာကိုပြန်ဆိုတာကမဟာမိတွေဗျာမဟာမိဆိုတာနာမည်ကျော်ဘာသာပြန်စာရေးဆရာတယောက်ဖြစ်နိုင်ပါတယ်ကလောက်နာမည်ပြောင်းထားပုံရပါတယ်ကျွန်တော်သိသလောက်အာရကိုကာအကြောင်းကိုခမပြောပြမယ်ဗျာကျွန်တော်ပြောပြနိုင်တဲ့ကလည်းအဲ့ဒီစာအုပ်ကိုအချိန်မောမြောက်စွာဖတ်ခဲ့ဘူးလို့ပါ အယကူကတကယ်စိတ်ဝင်စားစရာကောင်းလွန်းတဲ့ပုံကူကြီးဗျခမ ्या ဘောသူကြောင့်ကြားဘူးလားမကြားဘူးရင်ကျုံလုံးနားထောင်ပါဗျာဟုတ်ကဲ့အပိုင်း59ကိုဒီမှာပဲခਿੱတရင်နာခွင့်ပြုပါခမ ्या လာမယ့်အပိုင်း58ကိုလည်းစောင့်မျှော်ပြီးအားပေးကြပါအောင်ခမ ्या အောင်စိမ့်နဲ့ပါဝင်ပေးကြတော့ကလေးကများအားလုံးကိုကြီးစုအထူးပဲတင်ရှိပါရယ်တော်လန်ပြည်သူပြည်သားများအားလုံးအနေရကင်းကျမ်းမာကြပါစေခမ ्या